အဲဟယ်လိုအားလုံးပဲမင်္ဂလာပါ Astria Divination YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Lee Norman Reading ပေါ့နော် Tarot Reading တော့မဟုတ်ဘူး Lee Norman ဆိုတဲ့ Divination Cup လေးတွေနဲ့ Reading လုပ်ပေးမှာပါလုပ်ပေးမယ့်အကြောင်းအရာတော့2025ကုန်ကန်နီးပြီဆိုတော့ပေါ့နော်ဒီနှစ်မကုန်ခင်မှာလုပ်ကိုလုပ်တဲ့အရာတွေကဘာတွေဖြစ်မလဲ မလုတ်သင့်ပဲနဲ့နှစ်ကူဝမဲ့အရာတွေကဘာတွေဖြစ်မလဲဆိုပြီးတော့နှစ်ပိုင်းကြည့်ပေးမှာပေါ့နော်ဒီမှာဆိုရင်ရွေးစရာက monstone ပေါ့နော် monstone 3ခုရှိပါတယ်3ခုလုံးက monstone ပါဒါပေမဲ့တစ်ခုနဲ့တစ်ခုကပုံစံလေးကနည်းနည်းကွဲတယ်ပေါ့နော်3ခုလုံးကတော့ monstone ပဲပေါ့အဲကြတော့ဒီ monstone 3ခုထဲမှာကိုသဘောကျတဲ့အတုံးလေးတစ်ခုကိုရွေးပြီးတော့မှတ်ထားပြီးပါပေါ့နော် ကိုရွေးထားတဲ့ monstone alike ကို လီနော်မန်ကတ်လေးဆွဲပြီးတော့อืม reading လေးနဲ့ guidance ပေးပါမယ်ဒီသုံးခုတွေကြိုက်တာလေးရွေးထားပြီးပေါ့เนาะအမ်ပထမ monstone လေးပေါ့နော်ပထမ monstone လေးကိုရွေးထားတဲ့သူတွေအတွက်ဒီ2025မကုန်ခင်မှာ လုတ်ကိုလုတ်တင်တဲ့အရာဆောင်ရွက်တင်တဲ့အရာနဲ့မလုတ်တင်တဲ့အရာဆိုပြီးတော့နှစ်ပိုင်းခွဲပြီးတော့လီနော်မန်ကတ်ဆွဲပေးထားရပေါ့နော် ကြာလာတဲ့ကတ်တွေရပြောရမယ်ဆိုရင်2025မကုန်ခင်မှာမလုတ်တင်တဲ့အရာကပေါ့နော်အဓိကအရင်ပြောရမယ်ဆိုရင်အချစ်ရေးတွေမှာ serious decision တွေလုံးဝမချတင်ဘူးနှစ်မကုန်ခင်မှာကွာဟိုချစ်သူ အတိတ်ကြထားလိုက်မယ် အတီတကြရက်ဆိုပြီးတော့ဖြီးပြီးလိုက်မယ်ဆိုတဲ့ဟာမျိုးလုံးဝမလုံတဲ့တဲ့လူတွေထီလူတွေရပါတော့။ဥမာတချို့တွေဆိုရင်နှစ်မကုံခင်မှာဟိုလက်ထက်လိုက်မယ်တို့ယူလိုက်မယ်တို့ကိစ္စတွေလုံးဝမလုံတဲ့ဘူး။အဲ့ဒါတွေကအစ်မပြေနိုင်ဘူး။ဒီ2025မကုံခင်မှာကအဲအချီရေးမှာဆိုရင်ဒီတိုင်းပေါ့ပေါ့ပါပါလေးဒိတ်တာတို့ serious တဲ့ကိုအရန်မဝင်သေးပဲနဲ့ အဲတာမန်တွဲကြည့်ရဲ့ပုံစံမျိုးလောက်ပဲလှုပ်တင်စီရဲ့ဆွဲသဘောကိုပြရဲပေါ့နော်ကွန်မစ်မန့်သဘောမျိုးမသွားသင့်တဲ့အနေထားထဲမှာအချစ်ရေးပါတယ်ဒီလူတွေဒါကိုယူထားတဲ့သူတွေအနေနဲ့ပေါ့နော်အဓိကဒီလူတွေကဘာပို့ပြီးတော့လှုပ်တင်လဲဆိုအလုတ်စီးပွားနဲ့ပတ်သက်တဲ့ဟာတွေနှစ်မကူးခင်မှာတိချာပလန်ချတင်တယ်ပန်းနိုင်ချတင်တယ်ဟို2026ထဲမှာလှုပ်တော့မယ်ဆိုတာမျိုးထက်စာရင် နှစ်မကနှစ်မကုံငင်ကလေးကပန်းနိုင်ချထားတာလို့နှစ်မကုံငင်ကကြိုပြီးတော့ခြေတလန်းစထားတာလို့လုံးတင်နေပေါ့နော်ပြီးရင်နောက်တစ်ခွာကြအဲ့လိုမျိုးကိုနဲ့မတဲ့တယ်ပေါ့နော်သူသဖြင့်ကိုနဲ့အထက်လူကြီးရော ကိုအိမ်မာဆိုကိုရဲ့အကိုကြီးရောအမာကြီးရောမိဘရောအဲ့လိုမျိုးကိုနဲ့မတဲ့တဲ့ကိုရဲ့ကိုနဲ့စီနီယာတော်၎င်းမောင်နှမအကြီးတော်၎င်းဝါရင်တဲ့သူတော်၎င်းသူတို့နဲ့ပတ်သက်တဲ့အာဂါဒာတရားတွေကိုညမကူးကင်မှာခြေဖြတ်တဲ့သဘောရှိတယ်လို့မြင်နေပေါ့နော် ဲ့လိုမျိုးတွေကိုအဲလူမှုရေး communication မှာရှိနေရဆိုရင် နှစ်မကူခင်မှာကိုကအဲခွင်းလွတ်တဲ့သဘောနဲ့စပြီးတော့ကိုဘက်ကခြိဖြတ်ပြီးလိုက်တာအဂါဒါတွေမထားတာမျိုးလုံးတင်နေပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အလိုဘာသာရေးတို့အတွေးခေါ်ယုံကြည်မှုပိုင်းနဲ့ပတ်သက်တာမျိုးတွေမပြောင်းလဲတင်မှုဟိုဒီ group ရေးထားတဲ့သူတွေအနေနဲ့တချို့ဆိုရင်အလို စပရီဂျူရယ်လမ်းပိုင်းတို့ဘာလို့လိုက်နေရဲသူတွေပါကောင်းပါလိမ့်မယ်ဒါဆိုရင်သူတို့ကနှစ်မကုန်းနှစ်မကူးခင်မှာပေါ့နော်ကိုယ့်ရဲ့ယုံကြည်မှုနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းပြောင်းတာမျိုးတွေပါလေမလုပ်သင့်ဘူးတာမန်လေးပဲပုတ်ပေါ်ပါပါသွားတဲ့သဘောလေးမှာပါတယ်ပေါ့နော်အဲဒုတိယမွန်စတုန်းလေးပေါ့နော်ဒီဒုတိယမွန်စတုန်းလေးကိုရွေးထားတဲ့သူတွေအတွက်2025နှစ်ကနှစ်မကုန်ခင်မှာပေါ့နော် လုံးတင်တဲ့အရာမလုံးတင်တဲ့အရာ ဆိုပြီးတော့ကတ်ဆွဲပေးထားပါဗျ။ဒီလီနိုမန်ကတ်တရားပြနေရတော့ဒီဂရုကိုရေးထားတဲ့သူတွေနေနေရဒီနှစ်မကုန်ငယ်မှာဗာလုံးတင်လဲဆိုရင်အဝေးရတငယ်ချင်းတွေတို့မိတ်ဆွေတို့နဲ့အဆက်အသွယ်လုံးတင်တယ်လို့မြင်နေပေါ့နော်။ဥမာစကားမပြောပြတာကြားတဲ့သူတွေတို့စာလှမ်းပို့ပြတဲ့သူတွေဆိုရင်ကိုကစပြီးတော့ဟိုင်းဆိုပြီးတော့စာပို့တာတို့နေကောင်းလားပါညာစာပို့တာဒါမှမဟုတ်ရင် လက်ဆောင်လေးတွေပေါ့နော်သူပျော်စီမဲ့လက်ဆောင်လေးပို့ပေးတာတို့ဘာလို့လုံးတင်နေပေါ့နော်အတိကဒီ group ရွေးထားတဲ့သူတွေအနေနဲ့ကနှစ်မကုံငင်မှာတခြားသူကိုပျော်အောင်လုပ်ပေးဖို့လူတယ်ဆိုတဲ့သဘောတွေမြင်နေပေါ့နော်ကိုအတွက်ကိုလောက်ရမှာမဟုတ်ပဲနဲ့ပေါ့မဟုတ်ပဲနဲ့ပေါ့နော်ကိုအနီးနာကိုကျင်လည်နေတဲ့ပဝင်းကျင်ရသူတွေကိုကိုကအလင်းပေးပြီးတော့ happiness ပေါ့နော် one and happiness နှွေးထွေးတဲ့ပျော်ရွှင်မှုရှိတဲ့အရာတစ်ခုခုကိုကိုက နှစ်မကူးခင်မှာအဲ့လိုမျိုးလှုပ်ပေးတင်တယ်လို့မြင်နေအဲပြီးတော့ပြောသလိုပဲပေါ့နော်စာပို့တာတို့ကိုဘက်ကစပြီးတော့စာပို့တာတို့ကိုဘက်ကစပြီးတော့စကားပြောတာတို့အဲအဲ့လိုမျိုးလေးတွေလှုပ်တင်နေပြီးတော့ဒီနှစ်မကုံခင်မှာ gratitude ဆိုတဲ့ကျေးဇူးတရားရှိတဲ့ channeling ရေးတဲ့ဟာမျိုးလေးအစပြိုးတင်တယ်လို့တော့မြင်နေအဲ့လိုခံစားမိရေပေါ့နော်ပြီးတော့ဒီလူတွေအနေနဲ့ကမလှုပ်တင်တဲ့အရာပါလဲဆိုဒီနှစ်မကုံခင်မှာတဲ့ ကျမ်းမာရေကိုဂယုမစိုက်တာမျိုးလုံးဝမလုပ်ပါနဲ့တဲ့ကျမ်းမာရေကိုဘောနော်အငါကျမ်းမာကြီးကောင်းနေပြီဆိုပြီးတော့ဟိုလက်လွတ်စပယ်နေတာမျိုး careless လုပ်တာမျိုးလုံးဝမလုံးနဲ့ဘောနော်ဒီလူတွေနေနေကျမ်းမာကြီးဘိုင်းမှာနှစ်ကုံကန်နီးဘိုင်းမှာ ကျမ်းမာကြီးကကောင်းနေရတဲ့ကနေပြီးတော့ကိုဂယုမစိုက်မိလို့တခုခုအဆင်မပြေတာမျိုးနည်းနည်းဝင်လာနိုင်တယ်ပြီးတော့လုံးဝလုံးဝမလုံးတင်တာကနှစ်မကူးခင်မှာလုံးဝလုပ်ငန်းသစ်တွေလုံးဝမစပါနဲ့အစ်စ်စတင်ခြင်းနေပါတခုမှလုံးလုံးမဖြစ်ဘူးဒီလူတွေပေါ့နော် အဲအလုတ်သစ်စာတာတို့အမ်တခုခုနယူပီကန်ကြီးစပြီးတော့လုတ်မယ်လို့ကြံစီတာမျိုးဆိုလာမယ့်နှစ်ထဲကြမှာလုတ်ပါ2026ထဲကြမှာလုတ်ပါနှစ်မကူးခင်မှာမလုတ်သင့်ဘူးလို့မြင်နေအဓိကကျမ်းမာယူလဲဂယူးမဆိုင်မလုတ်သင့်ဘူးအသစ်စတင်ခြင်းနေလုံးဝမလုတ်သင့်ဘူးအထူးသဖြင့်တော့လုပ်ငန်းအစ်ပေါ့နော်လုပ်ငန်းအစ်စတင်ခြင်းနေလုံးဝမလုတ်သင့်ဘူးပြီးတော့ကိုအနီးနားကလူတွေနဲ့အဲ့လိုမျိုးခဏခဏ social အဲ social event တွေတွားတာတို့ party တွေတွားတာတို့ gathering တွေလုပ်တာတို့နည်းနည်းရှောင်သိနေလို့မြင်နေဒီလူတွေပေါ့နော်ဒါကနှစ်မကူးခင်မှာမလုံသိတဲ့အရာပေါ့နော်လုံသိတဲ့အရာတော့အပေါ်မှာပြောခဲ့သူတခြားသူကိုကိုက one and happiness ပေးဖို့လိုတယ်လို့တော့မြင်နေတခြားသူပျော်သွားအောင်လို့ပျော်သွားအောင်လို့ပေါ့နော်လက်ဆောင်တီတီလေးပစ္စည်းလေးပဲဖြစ်စေလက်ဆောင်ပေးတာတို့ သူ့ကိုခွန်အားတက်စေမယ့်စကားတွေပြောပြရူစာတွေပို့ရူဒါမျိုးလှုပ်တင်လှုပ်တင်တယ်ပေါ့နော်အဲ့လိုလှုပ်ရင်းနဲ့ဒီနှစ်ကိုဖြတ်တန်းတင်တယ်လို့တော့မြင်ပါတယ်အာဒီခါမှာတော့နောက်ဆုံးဘိတ်မွန်စတုန်းလေးပေါ့နော်နောက်ဆုံးမွန်စတုန်းလေးကိုရွေးထားတဲ့သူတွေအတွက်2025မကုန်ခင်မှာလှုပ်တင်တဲ့အရာနဲ့မလှုပ်တင်တဲ့အရာဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်လှုပ်တင်တဲ့အရာတော့ဒီလူတွေကလေမျက်မကုန်ခင်မှာကိုယ့်အတွက် priority လို့သတ်မှတ်ထားတဲ့ကိစ္စတွေကိုအရင်လုပ်မြင်မြန်လုပ်ရမယ့်ကိစ္စတွေပေါ့နော်ကိုကိုတိုင်းလည်းသိနေလိမ့်မယ်ဘယ်ကိစ္စတွေကမြင်မြန်လုပ်ရမယ်ဦးစားပေးလုပ်ရမယ်ဆိုတာသိနေလိမ့်မယ်ပြောချင်တာဦးစားပေးလုပ်ရမယ့်ကိစ္စတွေကိုနှစ်မကူးခင်မှာလှုပ်တာလှုပ်ချလိုက်သူသဖြင့်အပြောင်းလဲတွေမြင်နေပေါ့နော်အပြောင်းရွှေ့တွေတို့အိမ်ပြောင်းတာတို့အလုပ်ပြောင်းတာတို့အဲပြီးတော့ခီးသွွားလို့လည်းရတယ်ဒီလူတွေကအဲ့နှစ်မကူးခင်မှာခီးသွွားမယ်လို့ပလန်ထားရင်ထွက်ပြင်အောင်ထွက်လိုက်ပေါ့နော်အဲပြီးတော့အထူးသဖြင့်ကတော့အဲ့လိုမျိုးကို့အတွက် ချက်ချင်းအားချင်းလောက်ရမယ့်ကိစ္စတွေဆိုရင်နှစ်မကူးကင်မှာလုံးတင်တယ်လို့မြင်တယ်။ရှင်းနှစ်ထဲတည်အချိန်ဆွဲပြီးတော့မတည်သွားတင်ဘူးပေါ့နော်။မလုံးတင်တဲ့အရာတွေကကြောင့်အစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေဝေဝေးရှောင်ပါပေါ့နော်။တရားဥပဒေအစိုးရဘိုင်းနဲ့ပတ်သက်ရမယ့်ကိစ္စတွေဆိုဝေဝေးရှောင်အဓိက legal ဘိုင်းပေါ့နော်။ legal ဘိုင်းနေဝေဝေးရှောင်ပါ။အဲအထူးသဖြင့်အဲ့လိုမျိုးစကားများမဲ့ကိစ္စတွေတို့ကိုဘကအခြေတင်ပေါ့နော်တရားဥပဒေနဲ့ပတ်သက်ပြီးတော့တွားရမယ့်ကိစ္စမျိုးတွေရှောင်တင်နေ အဲပြီးတော့နောက်တစ်ခုကကြတော့အဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာသာရေးယုံကြည်မှုဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီနှစ်မကူးခင်မှာအဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ယုံကြည်မှုကဗောနော်အဲနည်းနည်းခေါင်းမာပြီးတော့အတွေးတွေတလွဲဖြစ်တာတို့ဘာလို့ဆိုရင်နည်းနည်းရှောင်သိနေဗောနော်အဲ့ဒါတွေကိုအရန်လမ်းမလွဲသိမှုဆိုတဲ့သဘောတွေမြင်နေဗောနော်မလုံသိတဲ့အရာတော့အဲ့လိုမျိုးပြီးတော့အဲ့လိုအထီးကျန်လုံးလုံးဆိုပြီးတော့တွေးကြလူနဲ့ ပေါင်းတာမျိုးဆိုရှယ်ကြတာမျိုးတွေရှောင်သိနေလို့မြင်နေနှစ်မကူးခင်မှာပေါ့နော်နည်းနည်းအထီးကျန်လဲကိုကအခုပေါ့ကိုတယောက်ထဲနေပြောင်းနေပါလို့ပြောကျင်နေပေါ့နော်ဒီလူတွေနေနေရအထီးကျန်လို့ဆိုပြီးတော့တွေ့ကြာလူနဲ့ပေါင်းတာတို့အပြင်သွားတာတို့အဲလူလူတစ်တင်နဲ့ခဲသားရင်းလောက်တာမျိုးတွေပေါ့နော်စုစုယုံစုယုံလောက်တဲ့ကိစ္စမျိုးတွေနည်းနည်းရှောင်လီကယ်ပိုင်းနဲ့ပတ်သက်ဒီလီကယ်ပိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုနည်းနည်းရှောင်ပေါ့နော်ကိုမပတ်သက်တင်ဘူးပေါ့နော်မလောက်တင်ဘူးပေါ့နော် လုတ်တင်တာတော့အဲ့ကိုကလေအာချင်းလောက်ရမယ်ကိစ္စဆိုအချိန်မဆွဲဘဲနဲ့သာလုတ်အဲကိုအတွက်ဦးစားပေးလောက်ရမယ်ဟာလေကိုတိတယ်ပါလောက်ရမယ်ဆိုတာပြောင်းတင်တာရှိရင်ပြောင်းရွှေ့တင်တာရှိရင်ရွှေ့အဲ့လိုမျိုးပေါ့နော်အဲအဲ့ဓာမျိုးတွေကိုအဓိကလောက်ရမယ်လို့မြင်ပါတယ်ဒီ group ကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်အများသောအားဖြင့်သူတို့ကနည်းနည်းဒီနှစ်မကူးခင်မှာအပြောင်းလဲလှုပ်လှုပ်ရှားရှားဟို transition ပေါ့နော်ဘဝအခြေအနေတစ်ခုကနေတစ်ခု transition လောက်ရမယ်သူတွေပုံများတယ်လို့တော့နည်းနည်းမြင်နေတယ် ခါချင်းကိစ္စတွေလည်းများတတ်တယ်ဒီလူတွေအဲ့ဒါတို့ဥစားပြီးပြီးတော့လောက်ပေါ့နော်